Hello အားလုံးပဲမြင်ကြတော့ပါ United Shoe ကနေကြိုဆိုပါတယ် Manchester United ရဲ့ဒဏ်ရာသတင်းတွေနဲ့ပတ်သက်လို့ကျွန်တော်တို့ကြည့်ရမယ်ဆိုရင်နံပါတ်1 Diego Dalot ပေါ့နော်နောက်ခံကစားမဖြစ်တဲ့ Diego Dalot ကတော့ Europa League ဘူလူပွဲမှာပါဝင်နိုင်ဖို့ကြိုးပမ်းနေတယ်ပေါ့နော်ဒါအပြင် Carrington မှာဆိုလို့ရှိရင်လည်းတူးချင်းလေ့ကျင့်ငန်းတွေကိုပဲစပြီးတော့လှုပ်ဆောင်နေပြီဆိုပြီးတော့ကျွန်တော်တို့သိရတယ် ဆိုတော့ကျွန်တော်တို့အနေနဲ့ဒါဖီဇီယိုဖြစ်တဲ့ Jordan Reese နဲ့အတူလေ့ကျင့်ခန်းတွေဘာတွေလဲဆင်းနေတိုင်းမျိုးကျွန်တော်တို့တွေ့ရတယ်ပေါ့ဒါ Samuel Lescar ကတော့เนาะပြီးလို့ Simon Beach တို့ကလည်းမျိုး report လုပ်ထားတာဒါလို့ရဲ့အချင်းကြီးကဘယ်လိုပြောမလဲနီးပြဖြစ်သူ Amorin ကဒီ Europa League Final မှာကျွန်တော်တို့သုံးပါမလားကျွန်တော်မသိကြဘူးဘာလို့လဲဆိုတော့အခုချိန်တိပြတိလား Chelsea နဲ့ပွဲစဉ်မှာတောင်မှလူစင်းင်းနဲ့ပါမလာဘူးဆိုရင် Final မှာသူ့ကိုအတုံးချဖို့ကအင်မတန်အလှမ်းဝေးလို့မှာတယ်เนาะ Amorin ဟာ ဘလောက်ပဲအရေးကြီးသည့်ဖြစ်စီပေါ့နော် final ကြရင်တော့တမျိုးပြောရင်ပြောမှာပေါ့လေဘလောက်ပဲအရေးကြီးသည့်ဖြစ်စီကစားမတစ်ယောက်ကိုကျွန်တော်တို့သုံးမဲ့ပွဲစဉ်မတိုင်ခင်ရှေ့ပွဲမှာနည်းနည်းချင်းမိနစ်ပေးပြီးတော့သူက return လေးဖြည်းဖြည်းချင်းပြင်မိအောင်အမြဲတမ်းသူအခွင့်အရေးပေးလေးရှိတယ်ဒါမှမဟုတ်အခုချိန်မှာတော့ Diego Dalot နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်မနေ့ဖြန်မှာကစားမဲ့ Chelsea နဲ့ပွဲမှာလည်းလုံးဝသူ့ကိုမြင်ရလိမ့်မယ်လို့ကျွန်တော်မထင်ဘူးလူစင်းထဲမှာ press conference မှာဆိုလို့ရှိရင်လည်း Chelsea နဲ့ပွဲစဉ်မှာ injury ရနေတဲ့ကစားမတွေ ပြန်ပါလာဖို့မရှိဘူးဆိုပြီးတော့သူပြောထားတယ်။ဒါကြောင့်ဒီကိုဒါလောင်းနဲ့ပတ်သက်လို့ရှိရင်ယူရိုပါလိဘောလုံးပွဲမှာပါဝင်နိုင်ဖို့အတွက်ကျွန်တော်ဒါဒီကစားမဘက်ကကျူးပန်းနေတယ်ဆိုပေမဲ့လို့အချင်းဒီဟာအဲ့လောက်ကြီးကြီးအဆင်မပြေသေးတဲ့သဘောမျိုးပါ။အဲကြောင့်ဒါလောင်းရဲ့အချင်းဒီကိုကျွန်တော်စောင့်ကြည့်ရမယ်။ယူရိုပါလိဖိုင်နယ်မှာပါဝင်နိုင်မလားဆိုတော့လူစင်းထဲမှာပါနိုင်တော့ကောင်းတာပေါ့လေ။နော်အနည်းဆုံးတော့ကျွန်တော်လူစင်းအပြည့်နဲ့ရှင်ပြိုင်နေမယ်ဆိုလို့ရှိရင်ကိုပဲအတင်းတွက်ကအတိုင်းတာတစ်ခုဒီအချင်းကြီးကောင်းတယ်ဗျာ။ဒါအပြင်ကျွန်တော်တို့ဒါနောက်ထပ်ဆက်ပြီးတော့ကြည့်ရမယ်ဆိုလို့ရှိရင် အဲမန်ချက်စတာယူနိုက်တက်ရဲ့ဘောနောလေ့ကျင်အစီအစဉ်ဒီမှာဆိုလို့ရှိရင်ဒီလစ်နဲ့ယူရိုကလက်ရှိအချိန်ထိပါဝင်ခြင်းမရှိသေးဘူးလို့သိရတယ်။လူငယ်ကွန်းလင်ကစားမားလေးပြတဲ့ဒူဘီခေါ်လီယာကတော့လေ့ကျင်ငန်းပြန်ပြီးတော့ဆင်းနေပြီပေါ့နော်။အာဒါအပြင်ယူရိုရဲ့တန်ရာကတော့ကျွန်တော်တို့အရင်တွေးထားသလောက်ပြင်းထန်မှုတော့မရှိဘူး။ဒါပေမဲ့လိုအချိန်ဘလောက်ထိအနားယူရမလဲဆိုတာလေ။ဒါအတိအကျသိရတဲ့အချိန်မျိုးမှာမရှိသေးဘူးဆိုပြီးတော့ report တွေကကျွန်တော်ပြောထားတယ်။ ဒီနေ့ training မှာဆိုလို့ရှိရင်တော့လူငယ်ကစားမတွေအများပြားမြင်ခဲ့ရတဲ့ထားပါတော့ James Ubori တို့ပြီးလို့ရှိရင် Victor တို့ပြီးမူဆာတို့เนาะနောက်ခံကစားမတွေဖြစ်တဲ့ဒါ Godway Kukungi တို့เนาะပြီးလို့ရှိရင်ကျွန်တော် James Kellon တို့ပြီးတွေ့ရတယ်ဗောနော Jaden Commerson တို့ကစားမတွေလည်းကျွန်တော်တွေ့ရတယ်ဗောဆိုတော့ပြောမယ်ဆိုလို့ရှိရင် Chelsea နဲ့ပွဲစဉ်မှာ Chelsea နဲ့ပွဲစဉ်တွေကကျူဒီကျူတင်ပြင်ဆင်ကြတဲ့လေ့ကျင့်ခန်းအစီအစဉ်တွေမှာလူငယ်ကစားမအများပြားကိုကျွန်တော်တွေ့ရတယ်ဆိုတော့ Chelsea နဲ့ပွဲစဉ်မှာလူစင်းအပြောင်းအလဲတွေအများကြီးဖြစ်လာမလားဟို Chelsea နဲ့ပွဲပြီးတာနဲ့ ယူရိုပါလိဖိုင်နယ်ကကစားရမှာဆိုအသင်းအတွက်အများကြီးသတိထားဖို့လိုပါတယ်အများကြီးသတိထားဖို့လိုပါတယ်ဘာလို့လဲဆိုတော့ချဲစီနဲ့ပွဲမှာလည်းဟာချဲစီမို့လို့ငါတို့မရှုံးကြည်မှုဆိုတဲ့ကန်တာကတက်တက်တော့ရှိတယ်ဒါပေမဲ့လည်းပေါ့နော်ဘယ်ဟာကပိုအရေးကြီးတယ်လဲပေါ့ယူရိုပါလိဖိုင်နယ်မှာကျွန်တော်တို့ဟို risk ယူမလားဒါမှမဟုတ်ချဲစီနဲ့ပွဲစဉ်မှာမလိုအပ်တဲ့ကစားမားတွေထည့်မလားပေါ့ကျွန်တော်ကတော့ပြရှင်းရှင်းလေးရမယ်ချဲစီနဲ့ပွဲရှုံးဘာလို့မှာတော့เนาะတပတ်နေပျောက်သွားလိမ့်မယ်ဟုတ်တယ်မလားဒါပေမဲ့ယူရိုပါလိဖိုင်နယ်မှာကျွန်တော်တို့ရှုံးမယ်ဆိုရင်เนาะယူရိုပါလိဖိုင်နယ်မှာရှုံးမယ်ဆိုလို့ရှိရင် ်ချီနီယာမဟန်တော့ဘူးတရားဒီလုံးနေထားနေကျွန်တော်ကြည့်တော့လေအဆင့်56เนาะအဆင့်56ဒါအပြင်ဟိုယူရိုပါလိကလည်းဟိုမရဆိုလို့ရှင်တော့တော်တော်ကြီးကိုဆုတ်ပြတ်တက်လုံးနဲ့ယာဒီတစ်ခုကိုရောက်သွားမှာအဲ့အရာတွေကိုရှောင်မှုအတွက်ကလည်းယူရိုပါလိဖြစ်ကျွန်တော်တို့ရှိတာဆိုတော့ယူရိုပါလိရမှကိုကျွန်တော်တို့အတွက်အရာအလုံးကအချီနီကောင်းနိုင်မှာဆိုတော့ချဲစီနဲ့ပွဲတီမေ့ထားလိုက်ဗျာနီးပြအနေနဲ့ပေါ့နော်လူငယ်ကစားမတွေအများပြားကိုတုံးလာပြဿနာမရှိဘူးစပါးလဲဘယ်လိုပြောရမလဲစပါးလဲအက်စတိုမီလာနဲ့ကစားရမှာပဲ ဒါပေမဲ့လို့သူတို့အနေနဲ့လည်းမြင်အကုန်သူထားမှာချမ်းမှာပဲဒီကောင်တွေ final ကိုရောက်မလာခင်ဘိုရိုဂလင်းနဲ့ပွဲမတိုင်ခင်ကျွန်တော်ကြည်ပါလားပရီးမီးယားလိမှာဆိုရင်လူတွေအမှန်ကန်နားပေးထားတာအရေးကြီးပါတယ်ဆိုတော့နောက်တန်းကစားမတွေတယောက်မှမပါဘူးเนาะကွင်းလေကစားမတွေမပါဘူးတိုက်စစ်မပါဘူးအကုန်ပြောင်းလဲလုပ်ပြီးတော့ကစားထားတာဒီဆိုစပားကတေးကြတဲ့ Aston Villa နဲ့မနေ့ပြန်မှာကစားတဲ့ပွဲမှာလူတွေအမှန်ကန်နားပေးမှာပဲကိုတွေလည်းအဲ့ဒါလိုပါနှက်ဖို့ကျွန်တော်လိုတယ်ဗျအမ်မိုရီနီနဲ့ဝက်ဆမ်နဲ့ပွဲလာလားကျွန်တော်သတိထားဖို့ကျွန်တော်လိုပြီ တိထားဖို့ကျွန်တော်လိုပြီเนาะဒါမှမဟုတ်ရှေ့ပွဲလာကျွန်တော်တို့ဒီအတင်းဘက်ကဟို risk ယူပြီးတော့ရှောက်တုံးတာเนาะပြီးလဲပြီးတော့တရားပြဿနာနေကျွန်တော်ကြုံသွားတယ်ဘာမှလုပ်လို့မရတော့အခုဆိုဘိုလူဝဲပါမှာပါတော့မသိတော့ဘူးเนาะ MOD နေနဲ့ဒါဟိုတော်တော်တုံးနေလို့ရမလုပ်ဖို့လိုပါတယ်ဒါကြောင့်ကျွန်တော်တို့ Chelsea နဲ့ပွဲစဉ်တွေပါဗောနောလက်ရှိ injury ကြုံနေရတဲ့ပြဿနာရှိနေတဲ့ကစားမားတွေကျွန်တော်တို့မတုံးနိုင်ဘူးလက်ရှိ senior player တချို့ကိုမတုံးမဲနဲ့ လူငယ်ကစားမတွေကိုအများကြီးနေရာပြဖို့လူတယ်လို့ကျွန်တော်ဒီနေ့တူတူဘယ်လိုပဲရလက်တွေထွက်ပေါ်ထွက်ပေါ်အဲ့ဒါပြီးရင်ကစားမယ်ယူရိုပါလိဖိုင်နယ်ဒီအသက်ပဲအရေးကြီးဆုံးပဲအဲ့ဒါကိုပဲကျွန်တော်တို့အမှန်ကန်ကျွန်တော်တို့အာယုံဆိုင်ဖို့လူတယ်ပေါ့နော်ခြေပွဲမှာကျွန်တော်တို့ဖြစ်ပြီးသွားပါပြီအမ်မိုဒီအနေနဲ့နော်ကျွန်တော်တို့တတိထားပြီးတော့ကျွန်တော်တို့ကစားဖို့လူတယ်နော် ဟိုဒါကြောင့်စောင်းတော့ကျွန်တော်ကြည့်ရမျိုးပေါ့လေဆိုတော့ယူရူနဲ့ပတ်သက်လို့ရှင်လည်းပဲယူရူကတော့ဒီမနက်ကတော့မနီမနက်ကအတင်းရဲ့ဂျင်ခန်းကိုရောက်ခဲ့ပြီးတော့သူ့ရဲ့ဒီ fitness level ပြည့်ဝဖို့အတွက်ဂျင်လေးဂျင်ငယ်နေစပြီးတော့လှုပ်ဆောင်နေတယ်ဆိုတာမျိုးကျွန်တော်တွေ့ရတယ်ဒါကတော့ကျွန်တော်ထားပါဂျင်လေးဂျင်ငယ်ကတော့လှုပ်ရမှာပဲတကယ်အတင်းနဲ့လေးဂျင်ငယ်ပူးပေါင်းပြီးတော့လှုပ်ဆောင်နိုင်မနိုင်ပဲကျွန်တော်ကြည့်ရမှာအတင်းနဲ့ဒီလေးဂျင်ငယ်ညီပါတယ်အကုန်ပူးပေါင်းလှုပ်ဆောင်နေတယ်ဆိုမှကျွန်တော်ကမျှော်လင့်လို့ရမှာ တော့အချီနီယာကတော့နီးပြဖြစ်သူရူဘင်အမ်ဘူရင်ရဲ့ press conference ကချဲစီနဲ့ပွဲကြည့်တော့ဘာလို့လုပ်ခဲ့တဲ့ press conference ကသူပြောခဲ့တာတွေကိုကျွန်တော်ကြည့်ရင် United အနေနဲ့ injury ပြဿနာကြုံနေရတဲ့ delay Euro ဒါတော့ဒီကောင်တွေလုံးဝပါနိုင်မှုမရှိဘူး injury ကြုံနေရပါလေဆိုတဲ့ကစားမတွေလုံးဝပြန်လာဖို့မရှိဘူး Euro ပါလေ final မှာတော့ဘယ်သူတွေပြန်လာမလဲဆိုတာမသိကြသေးဘူးဆိုပြီးတော့သူပြောထားတယ်ဒါကြောင့်ဘာလို့ကျွန်တော်တို့ Eden Heaven တို့လိုလူငယ်လေးတွေရော Euro ရော delay ရော Chelsea နဲ့ပွဲစဉ်မှာကျွန်တော်လုံးဝပါဖို့မရှိဘူး ဒါကတော့အသင်းနဲ့ပတ်သက်တဲ့ injury ပြဿနာတွေပေါ့လေညီကရိုနီနီရောလက်ရှိဒီကစားမတွေမပါနိုင်ဘဲနဲ့အသင်းဟာအချိန်ကြီးကောင်းမှာမလား Chelsea နဲ့ပွဲစဉ်မှာညီကရိုဘယ်လောက်ထိမျှော်လင့်ထားကြလဲဆွေးနွေးကြပါအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်